အားလုံးပဲမိလာပါဒီနေ့ဒီချက်ဒီမဲ့တင်ရတာတော့ခန်းတုံးဒီစီမဲ့ဒုသမနှစ်ကနံပါတ်9ကနေ10ကြည့်ရပါတယ်နံပါတ်9ခုနှစ်ပါစေနော်1 2 3အရင်းနဲ့သူ3 1 4ရီပေါင်းလက်ပြီးတစ်တန်းမြညာကြီးတဲ့နည်းတဲ့အဲဆိုတော့1 2 3ပေါင်းလက်ပေါ့နော်1 2 3နဲ့3 1 4ရီပေါင်းလက်ဆိုတော့ကိရောတွေပြထားတာဖြစ်တဲ့ဆိုတော့ဗာကြောင့်လဲစီအပိုင်းလေးပြကြမယ်ဒုတိယဒုတိယနည်းပေါင်းတော့နော် ဒီတော့ incentive နဲ့ပေါင်းလို့ဆက်သုံးတယ်။ 5x ဒီပလက်13 by 4ဒါဆိုဒီအပိုင်းလေးမျိုးကိုပေါင်းမယ်နှုတ်မယ်ဆိုရင်ပိုင်းချိန်ကြီးရပါတယ်။ပိုင်းချိန်ကြီးတဲ့အခါမှာကျွန်တော်တို့3နဲ့4နဲ့ပြန်စားနိုင်တဲ့ငွေသုံးပုံစံတစ်ပြည့်ရဆနစ်ပြည့်တဲ့ဆိုပိုင်းချိန်ဆနစ်ပြောင်းလုပ်ပါမယ်။ဆနစ်ပြောင်းလို့3ကို4နဲ့မြောက်မယ်4ကို3နဲ့မြောက်မယ်နော်။ပိုင်းချိန်3ကို4နဲ့မြောက်မယ်ပိုင်းချိန်4ကို3နဲ့မြောက်မယ်။ပိုင်းချိန်ကို4နဲ့မြောက်ပိုင်းကို4နဲ့မြောက်မယ်ပိုင်းချိန်ကို3နဲ့မြောက်ပိုင်းကို4နဲ့3နဲ့မြောက် တယ်။3လေး40နဲ့5လေး40၊4လေး40နဲ့3လေး40ပဲ။ဒီတော့ပိုင်းရတူအိုက်ပြတဲ့ကျွန်တော်စနစ်ကိုကြည့်မယ်။ပိုင်းရက20နဲ့39ကနေပေါ့နော်50။နော်။အဲ့ဒါကိုဒီကနော်အပိုင်းတူကိုကိန်းရောက်ခွဲတဲ့ကံမှာပိုင်းတူကိန်းခွဲတဲ့ကံမှာစနစ်လေး48။နော်48ဆိုတော့ကျွန်တော်က70ကျန်တယ်။ဒါကြောင့်အကြီး70ကိုပိုင်းလိုက်မှာ4 11 by 12ပေါ့နော်။အဲ့ဒါကတစ်ချက်ဘလောက်ကြီးရလဲ။သူက4ကျော်လဲဆိုတော့တစ်ချက်ကြီးရမှာနော်။ဒါဆို ခုချက်ပလာလဲကြီးလဲကြီးကြီးခုချက်ကြီးတော့ပေါင်းတဲ့တမိုးလို့ကြီးဆိုတော့ရလာတဲ့ဖြေလေးကနေတစ်ပုံလို့နော်ဒီနော်အဲဒီအပြေကင်းလေးတဲ့ကနေပြင်းတစ်ပုံလို့လည်းတခါတန်းလို့လုပ်ရတယ်နော်ဒီလေးကတစ်ပုံလို့တော့သုံးကျင်တယ်ဒါကြောင့်မို့3 11ပါ12နော်အဲဒါကြောင့်မို့ပေါင်းတဲ့တစ်တစ်နော်3ပေါင်းတဲ့ဒီတစ်တစ်3 11ပါ12ကိုကြည့်ပါကြည့်လို့ရတယ်ညပါဘူးအာနံပါတ်10ပါ ။မက်ရှိကကြလည်းဘယ်မှ16နဲ့5ပိုင်းတွဲလို့ဌာနချင်းတရားမျိုးရတယ်လို့မြင်တယ်။ဌာနချင်းဆိုတာဒီအနှုတ်တော်ပြောတာပါ။ဒါပေမဲ့ဌာနချင်းဆိုတာကလည်းဘယ်မှ16နဲ့ကနေ5ပိုင်းတွဲကိုနှုတ်မှာ။ဟုတ်နော်။နှုတ်မှာဆိုကျွန်တော်ပိုင်းကြီးညှိလို့ရပြီ။ပိုင်းကြီးကစစနဲ့စနီးနဲ့စားလို့ပြတဲ့ကိန်းကနော်48ပါ။ဒါကြောင့်မို့စချောက်ကိုသုံးနှစ်မြောက်မယ်။စနစ်ကိုလည်းဒီနှစ်မြောက်မယ်နော်။48ပါ။ဒီပိုင်းကြီးကိုသုံးနှစ်မြောက်ရင်ပိုင်းဝေကိုလည်းသုံးနှစ်မြောက်မယ်။ ိုင်းကျင်ကိုလေးနဲ့ညောင်းရင်ပိုင်းကျင်ကိုလေးလေးနဲ့ဒါစကြာသုံးလေး48 73လေးလေးတော့စနစ်လေး48 55 20ဒီပိုင်းကျင်ကို48ထားမယ်ဘုက္ခုံရဲ့ကံ20လို့73ကျင်တယ်နော်ဒါတက်ရောက်နေတယ်ပေါ့နော်48တက်ရောက်နေတယ်ဘလောက်ငယ်လဲဒီကျင်ညောင်းလို့တက်ရောက်နေတော့ခြားနာချက်တမျိုးလို့ရှိရင်ဒီထဲကနေပြီးတော့ရုပ်ရလာတဲ့13ဘိုင်း48ကိုလို့ဒီကံမှာခုနလိုအပြင်းကြီးကြီးနှုတ်လို့လည်းမရဘူးနော်အဲ့ဒီမှာ48ပိုင်း30ဆိုတော့ ကတ်တင်းမှာလေး48ဆိုတော့ဒီ1ကိုလက်တိုင်းမယ်ဆိုတော့1ဆိုတာပိုင်းဝင်နဲ့ပိုင်းဝင်နဲ့တူပြီး1နဲ့နေတယ်ဒါပေမဲ့48ပိုင်း48နဲ့နေတယ်တကယ်48တရား73လို့တော့ကျင်လဲဆိုလို့ရှိရင်35တန်းနဲ့အဲဒီ35 by 48အဲဒီနှုတ်ချမ်းသာခြင်းကတက်အောင်ဘယ်လောက်နေလဲဆိုရင်35 by 48နေပါပြီလို့ယူရတယ်နော်ဘာလို့ကနံပါတ်9က တတိယမိုင်24နီးနဲ့စံပြပန်တတိယတို့တွေမိဒီအပိုင်းကကြီးတယ်နီးမြတ်ပေါ်စီတယ်နီးရဲ့ဆိုကြီးရငယ်တာနိုင်ရှင်နိုင်တယ်။နိုင်ရှင်ကလည်းကျွန်တော်ပိုင်းရီတူအောင်ညံ့မှာတတိယမိုင်24 24နဲ့3နှစ်နှစ်ကိုကျွန်တော်ပိုင်းရီတူအောင်လုပ်မယ်ဆိုလို့ရှိရင်နော်96မှာရမယ်နော်သူတို့ကတော့စားလို့ပြတဲ့ကိန်းရပါတော့96အဲဒါမို့24ကို၄နဲ့မြောက်မှာ96ရမှာဒါပေမဲ့ပိုင်းချီကို၄နဲ့မြောက်ရင်ပိုင်းဝင်ကို၄နဲ့မြောက်မယ်24လေးလေးလီယာ96 73လေးလီယာ50 အဲဒီနောက်က something my 32ကိုလည်းဆိုတော့66ခုရပါတယ်ညောင်ဆို3နဲ့ညောင်ပါနော်။ဘိုင်းကြီးကို3နဲ့ညောင်ရင်ဘိုင်းကိုလည်း3နဲ့ညောင်မယ်။92 3နေရ66စက္ကန့်3နေရ52အဲဒီ66ဘိုင်း52ဘိုင်းနဲ့66ဘိုင်း52ဘိုင်းကိုဆိုတော့66ဘိုင်း52ဘိုင်းကိုချိန်ပါမယ်။အကြောင်းမျိုးကြီးမယ်။66ဘိုင်း52ဘိုင်းကြီး66ဘိုင်း52ဘိုင်းထက်ကြီးပြီ။ပြီးရမူလာကိန်းက66ဘိုင်း52ဘိုင်းရဲ့မူလာကိန်းက24ဘိုင်း73ဘိုင်းဖြစ်တယ်။ပြီးရနေရာမှာ24ဘိုင်း73ဘိုင်းကြီး လုံးဆက်နှစ်ပိုင်းဆက်ကနှစ်ပိုင်းလဲကြီးပြီးလို့ပြန်ပြီးရေးရပါတယ်။အဲ့ဒါကဒီဒီပိုင်းလေးကကြီးတယ်နော်။နောက်တစ်ခုကကျမြမြပူကြီးတနည်းသိကြည့်ဆိုတာမကြီးရရငယ်အောင်လုပ်မယ်။96ပိုင်း52ပိုင်းတွေက96ပိုင်း52ပိုင်းလုပ်မယ်။အဲဒီ96ပိုင်း2ပိုင်းကျင်းဒီပြပြပြင်းနေဆိုရင်24ပိုင်း73ပိုင်းကဒီနော်ညစ်က32ပိုင်း18ပိုင်းထဲ96ပိုင်း2ပိုင်းကိုရကြီးပါပြီးလို့ရတယ်နော်ဒီနောက်တစ်ခုကနံပါတ်10ပါ ပါကင်းသုံးခုရဲ့ပေါင်းလက်ကလည်းနှစ်လေးဘက်တည်းကဒါဆိုသူ့ဘာပေါင်းလက်ကိုပြထားပါလေပထမကင်းရတဲ့ဒုတိယကင်းရ1.2ဖြစ်နေတတိယကင်းကိုရှာပါတဲ့ဒီကျိုးကပထမကင်းပါကင်းသုံးခုရဲ့ပေါင်းလက်ကနှစ်လေးဘက်တည်းနော်ပထမကင်းရတဲ့ဒုတိယကင်းရ1.2ဒီကျိုးလို့ကျင်တာကတတိယကင်းတတိယကင်းလို့ရှိရင်ကင်းသုံးခုပေါင်းလက်တွေကပထမကင်းနဲ့ဒုတိယကင်းကိုပေါင်းလို့တော့နှစ်လေးရပါတယ်နော်ဒါပေမဲ့ပါကင်းသုံးခုပေါင်းလက်ကနှစ်လေးဘက်တည်းပထမကင်းရ1ဒုတိယကင်းရ1.2 ဒီဝင်းနဲ့ဝမ်းနဲ့ဝမ်းပလက်ဝမ်းမာဒီလိုမျိုးရှိမယ်ရှင်းတဲ့ခါမှာကျွန်တော်တို့ကဘိုင်းလေးမျိုးပေါင်းမလို့ဆိုရင်ဘိုင်းကြီးတူရနေရမှာတိကကြတော့နှစ်ဘိုင်းနှစ်ဘိုင်းနဲ့ထားလိုက်နော်ဒါလို့ရှိရင်သူချစ်ရအကင်းရောကိုလည်းဘိုင်းကြီးပြုခဲ့တဲ့ခါမှာလေးနဲ့လေးရှိတိနဲ့ပေါင်းတော့ကို9 by 5 9 by 4နော်9 by 4တရားပြည့်ပြည့်နေဘိုင်းကြီးတူရတဲ့ခါမှာဘိုင်းကြီးတူရရင်မင်းနဲ့တိနဲ့ပေါင်းတော့3အရင်နော်၄ by 5နဲ့က2 by 3မှလုပ်မယ်ဆိုသူနှစ်ခုလည်းဘိုင်းကြီးတူရပြည့်ရမယ် တော့ပိုင်းခြေနှစ်ကိုဆိုတော့ပိုင်းခြေ၄ရောင်လို့နည်းနည်းမြတ်လို့ရပါတယ်။နော်ဒါဆိုရင်ပိုင်းခြေကိုနည်းနည်းမြတ်ရင်ပိုင်းဝေကိုလည်းနည်းနည်းမြတ်မယ်။နော်9 by 4နဲ့9 by 4ဟိုဘက်နောက်ကရကျတော့3နဲ့6နဲ့4ကိုဆစ်ပိုင်းဆို။ပိုင်းခြေ2ရောင်ဆိုတော့9ရောင်ဆိုတော့300လို့ဆိုရင်3 by 4နော်။ဒါတတိယကိရဲ့အဖြေကကျတော့3 by 4ရရှိပါလေ။နော်ဒီနေ့ကတော့ဒီကျင့်ငယ်နော်ဒီကျင့်ငယ်ကဒီနမ ခုနှစ်ကနေတစ်ကြိမ်ကြီးကျန်နေတာပဲဖြစ်ပါတယ်နော်ဇွန်လကြီးပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်